နင်းတော့တတဆက်ဆက်လေးတိုင်ရင်ဆင်းနေကျွန်တော်အဲမန္တလေးဘက်မှာပေါ့ဆမ်းမြောက်ဘက်မှာတခြားတော့ပြင်းထင်းသွားလို့တယ်ပြင်းထင်းလဲပြီးတော့ကျွန်တော် ရခိုင်ကိုပြန်ဆင်းမယ်မိသားစုနဲ့တွေ့ရအောင်ဆိုပြီးပြန်ဆင်းတဲ့အခါကားကိတ်မှာထမင်းဆိုင်နေတဲ့စီစက်တင်းညောင်းလေးကိုလိုက်ဖမ်းတယ်အဲ့ချိန်မှာကျွန်တော်ပါသွားတယ်အဲ့ချိန်မှာကျွန်တော်ဖမ်းပြီးတော့ထွေးအုပ်ယုံကိုပို့လိုက် ိုးယုံကနေပြီးမှတခါစူဆောင်ရီတက်ကိုပို့စူဆောင်ရီတက်ပြီးရတော့တက်ပြီးမှတခါဒီကျွန်တော်တို့တင်းချင်းကိုပို့လိုက်လေးချင်းကိုပြီးတော့ပင်နဲ့တက်ရတာပေါ့ပင်နဲ့၃လပြီးတာနဲ့ကျွန်တော်တို့ဒီ24မိခင်24တက်ရင်လွှဲပေးလိုက်တာပဲနေရတာစိတ်လက်ကျင်းကြတယ်ဗျာပျော်လဲမပျော်တော့ဘူးအဲ့ဒါကြောင့်တော့ဖိနှိပ်ချုပ်ချယ်မှုတွေလည်းများတယ်ခါကြစိတ်ထွက်ပေါက်ရှားတာပေါ့ လူတိုင်းကတော့လူတိုင်းတော့ထွက်ပြေးတယ်ကျွန်တော်အမြင်ကတော့ပြောမှဆိုရင်တအဖိနှိတ်ချုပ်ချယ်ပြီးတော့လို့ပြောမလို့အာရမပေါ့သူစစ်မှုမထမ်းနေရဆိုတဲ့ပုံစံမျိုးဖမ်းညီမလည်းမထမ်းညီမလည်းဆွဲခေါ်အဲ့လိုဖမ်းခေါ်ပြီးတော့ထဲ့တာကြီးကြတော့မကောင်းဘူးပေါ့ နော်ကျွန်တော်တို့အနေနဲ့လည်းမကောင်းဘူးဘာလို့ပျော်ရွှင်မှုမှမရှိရစစ်တော်စစ်ထက်ရောက်ပြန်တော့လေတို့တို့လက်အောင်ဖိနှိပ်ခံဘွားနဲ့ကျွန်တော်တို့ကကိုယ်ပိုင်လွတ်လပ်ခွင့်ကဘာမှမရှိဘူးအားနဲ့ကျွန်တော်တို့လည်းမနေနိုင်ဘူးခွက်ပြေးတောင်ပြီးဆုံးအောင်မထမ်းနိုင်ဘူးဗျာဟုတ်တယ်ဒါအမှန်ပဲဘလို့မြင်လဲဆိုကျွန်တော်တို့စစ်ကောင်တီအဖွဲ့နဲ့ဒီဘက်ကတော်လိုင်းအဖွဲ့နဲ့ဆရာတော့ဟွာဟုတ်ကြီးအများကြီးပဲဘာလို့ဒီဘက်က တော်လိုင်းအဖွဲကြတော့ဘူကြီးတစ်ဖက်ဆိုတာဘဲဟာဘူကြီးဘဲဟာတစ်ဖက်မှမသိဘူး။ဘာဖြစ်လို့သူတို့ကတသွေးထက်တသားတဲ့ကြီးလိုက်မောလိုက်တငယ်ချင်းလိုပဲပေါင်းနေဆက်ဆံကြတယ်။ကျွန်တော်တို့စစ်ကောင်ကြီးကြတော့အဲ့လိုမဟုတ်ဘူး။ဘူကြီးကဘူကြီးအရေးကအာဝါတနဲ့အာနာနဲ့အဲတစ်ဖက်ကြတော့လည်းဟိုရင်းနှစ်ထားရကြွတ်ဆုပ်လေးလိုအဲ့လိုပုံစံမျိုးဖြစ်တယ်။ဘဲဟာဘူကြီးဘဲဟာတဖက်ဆိုတော့ခွဲချလို့သိတယ်။ဒီမှာအဲ့လိုမဟုတ်ဘူး။ဘသူ့ကိုဆရာခေါ်လို့ခေါ်မှမလို့ဘသူ့ဘူကြီးခေါ်လို့ခေါ်မှမလို့အဲ့လိုဖြစ်တယ်။ဘာသူတသွေးထက်တသားထက် စီးမျောနေတာလေအခါကျတော့ကျွန်တော်တော့ဒီတော်လိုင်းကိုတော်တော်လေးကိုဘောကြကြော်လက်ပြော